အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ဂျူလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒီနေ့မှာဒါအဓိကဆွေးနွေးသွားခြင်း ਨੇ အကြောင်းအရာဒါကျွန်တော်တို့ Premier League Super La ဗောနော် Premier League Super La လူတဲ့ဥစ္စာကပြီးသွားပြီလားဗောနော်အဲ့တော့ တော်ကြောင့်ပြောရမယ်ဆိုကျွန်တော်အမြင်မှာပြောရမယ်ဆိုတော့တော်တော်လေးကိုမလွယ်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်လို့ပဲပြောပြရတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လစ်ဗာပူးသစ်နဲ့ဒါကြံရှိသေးတဲ့ကိုးပွဲမှာဒါကျွန်တော်တို့အဲပွဲတဝက်လောက်ကတော်တော်လေးကိုလွယ်တဲ့ပွဲတွေလို့ပြောလို့ရတယ်မပါရလေဘဘူးတင်းနဲ့ခုလက်ရှိမှာလာကျွန်တော်တို့တိတလောက်ကနောက်ထပ်၄ပွဲသို့မဟုတ်၃ပွဲလောက်သာစတိုင်နိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ပရီးမီးယားလိဖလာကသူတို့စုခူးနိုင်မယ်လို့ပြောလို့ရတယ်မပါပါလေအဲ့တော့လေဘဘူးတင်းနဲ့ဒီကြားရတဲ့မှာဒါကျွန်တော်ပုံမှန်လေးလေးပြောရမယ်ဆိုရင်ဒါကျွန်တော်ကာရာဘောက်ဖိုင်နယ်လေးရှိလို့ဒါကျွန်တော်တို့ ချန်ပီယံလိမာလည်း PSG နဲ့ခက်ခက်ခဲခဲဆော့အောင်မယ်ဒါကျွန်တော်ပရီးမီယံလိမာလည်းဆော့ကြအသင်းတွေတချို့လည်းကြံသေးတယ်ကြောင့်မို့အာဆိုအသင်းတွေနဲ့မျောလင်းချက်ကြံသေးသလားဆိုတဲ့မိကုန်ကျွန်တော်မိရမယ်တယ်မှာပါတယ်အမှန်တမ်းကျွန်တော်အနေနဲ့ဖြေအာမနာနိုင်ပြောရမယ်ဆိုရင်တော့ တော်တော်လေးကိုခက်ခဲမဲ့အနေထားတစ်ခုပါပဲတော်တော်ကြီးကိုဒါမဖြစ်နိုင်ဘူးဆိုတော့ဘောလုံးမှမရှိပါဘူးဒါပေမဲ့တော်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 ကြီးကိုခက်ခဲတယ်မပြောရမစမ်းကျွန်တော်ဒါတစ်ချိန်ကဒါပက်ကွာဆိုပြောခဲ့လို့ပဲ99% fate 1% chance ပေါ့နော်ဒါကျွန်တော် chance ကတကယ်ကိုင်းလို့ပဲကျန်တဲ့ချိန်မှာ99ရာခိုင်နှုန်းကယုံကြည်မှုနဲ့လွတ်လွတ်အောင်အဲ့တော့အရေးကြီးတာလက်ရှိမှာဒါကျွန်တော်တို့ data အနေနဲ့ဒါကျွန်တော်တို့ဒီနှစ်မှာလဲအဲ တိုင်ပတ်သွားခဲ့ပြန်တယ်လို့ပဲဆိုရမှာဒီမှာပါလက်ရှိမှာဒါကျွန်တော်တို့ပြောရမယ်ဆိုအာဆနယ်သင်းကတာလစ်ဗာပူးကိုလိုက်မီတာတက်ဆိုင်တော့ရော်တန်ဖော့စ်ကတော့မှအာဆနယ်သင်းနဲ့လေးမှတ်ပဲကွာတဲ့အနေအထားတစ်ခုကတော်တော်လေးကိုဒါစိုးရိမ်စရာအခြေအနေတစ်ခုဖြစ်လာခဲ့တယ်အဲ့တော့ဒီနေ့မှာဒါပရီးမီယာလီဂ်ချန်ပီယံကိုလစ်ဗာပူးလို့သတ်မှတ်လို့ရတဲ့အနေအထားတစ်ခုမှာဒါကျွန်တော်မနေ့ကဗီဒီယိုတင်ထားခဲ့လို့လစ်ဗာပူးကလက်ရှိမှာလက်တကန်းလို့စူဖလာမှုပဲမဲ့လက်နှစ်ဖက်လုံးကမှဒါစူဖလာကိုတင်ထားပြီးတော့ဒါစူဖလာတဝက်လောက်မြောက်နေတဲ့ပုံစံမျိုးဖြစ်ခဲ့တယ်အဲ့တော့မနေ့ကအာဆနယ်သင်းနဲ့ဒါမန်ချက်စတာယူနိုက်တက်အသင်းတည်ကြခဲ့တဲ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်တော့အာ စနယ်အသင်းနဲ့ပရီးမီးယားလိဂ်ကသူတို့အတွက်ကတော့ကျွန်တော်တို့ပြီးဆုံးလို့နီးနီးဖြစ်သွားပြီဆိုတဲ့ပုံစံမျိုးမြင်ရမှာမဟုတ်ပါဘူး။ဒါပေမဲ့အာဆိုသင်းနဲ့အလျှော့ပေးလို့မရသေးဘူးလို့မြင်နေတယ်။အလျှော့ပေးလို့မရတာပရီးမီးယားလိဂ်ဆိုတဲ့ချန်ပီယံလိဂ်မှာချန်ပီယံလိဂ်မှာလက်ရှိမှာ PSV Eindhoven ကို7-1ဆိုတဲ့ရလဒ်နဲ့နိုင်ထားတဲ့အတွက်ကြောင့်မလို့ဒါဒုတိယအကြိမ်မှာလည်း AC ကန်သွားရုံနဲ့နောက်တစ်ဆင့်ကိုတက်သွားပြီ။အဲ့တော့ပြောချင်တာကလက်ရှိမှာဒါအာဆိုသင်းကဂျန်နဲ့ဖလားတွေအများကြီးမရှိတော့တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အခုလက်ရှိမှာဒါ ရှိတဲ့ဆူဖလားတွေကိုအဓိကအာယိုဆိုက်ဖို့တော့လွယ်ကူသွားခဲ့တယ်လို့ပြောလို့ရတယ်ဒါပြင်ကျွန်တော်လက်ရှိမှာအကယ်၍သာပရီးမီးယားလိဂ်ကိုတို့အနေနဲ့ AC ကန်တော့မယ်ဆိုရင်တော့ချန်ပီယံလိဂ်ကတို့အတွက်ပြတ်မှတ်တွေကတစ်ခုဖြစ်လာနိုင်မယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်ပြီးရတယ်မှာပါတယ်ဒီနေ့မှာဒါလစ်ဗာပူးတင်းကိုတော့ချီကျူးပါရစေလစ်ဗာပူးတင်းဒါအာနီစလော့ရဲ့အသင်းကိုကျွန်တော်လုံးဝလုံးဝဒါချန်ပီယံဖြစ်ဖို့အတွက်တော်တော်လေးကိုမထင်ထားတဲ့အသင်းတွေကသတင်းဖြစ်ခဲ့ပြီးဒီနေ့မှာ top 4တော်မှာလစ်ဗာပူးတင်းဝင်ဖို့အတွက်ဒါစူးစမ်းရမယ်ဆိုထင်ထားခဲ့ရတဲ့အသင်းတွေတသင်းဖြစ်နေဒါပေမဲ့အကောင်းဆုံးကကျွန်တော်တို့ဒေါက်တာတွေကိုအကောင်းဆုံးကကျွန်တော်တို့လက်ရှိမှာ ဆန်ဆန် club နဲ့ဒါကျွန်တော်အခုတိတ်နေမကြည့်တော့မကြည့်ရသေးဘူးဒါလက်ရှိမှာ HBO Max မှာဒါ HBO Prime မှာ sorry Max မဟုတ်ဒါကျွန်တော်တို့ Amazon Prime မှာဒါလက်ရှိမှာဟိုတင်ထားခဲ့တဲ့ဒါကျွန်တော်တို့ series နဲ့ပဲလို့ပဲပေါ့နော် from doubters to believers ပေါ့နော်ဒါလက်ရှိမှာကိုဒီပါဒါကျွန်တော် Arnie Slot က believer ပုံစံမျိုးပြောင်းချလိုက်လို့ပါပဲကျွန်တော်တော်တော်လေးကိုဒါကျွန်တော်ပုံရံလဲအဲ့တမှာဒီနေ့မှာဟိုအထင်တော့မသေးဘူးမနေ့ကဘယ်သူမှကျွန်တော်အထင်သေးတယ်လည်းကြည့်မရှိဘယ်တော့မှအထင်မသေးဘူးဒါပေမဲ့အမှန်တမ်းပြောမှာအဲ့လောက်ကြည်လုံနိုင်ပါမလားဆိုတဲ့တန်တရားလေးတော့အနေနဲ့မျိုးဒါပေါ့ doubters ပေါ့နော်ဒါတန်တရားပုံစံမျိုးတော့ဝင်မိခဲ့တယ်အဲ့တော့ လက်ရှိမှာကျွန်တော်တို့ဂျာဂျန်ကလော့ပြောခဲ့တဲ့စကားတစ်ခုအာဒီစလော့စီမှာလည်းဒီစကားတက်ဝင်လှူရှားနေတယ်လို့ပဲပြောရမယ့်တိုင်းမှာပါတယ်ပေါ့နော်။ Top test to believer ဒါကျွန်တော်တို့တန်တရားဝင်သူများမှာယုံကြည်သူများအဖြစ်သို့ပြုခုပြောင်းခြင်းပေါ့နော်။အဲ့တော့ကျွန်တော်တို့ဘေးရလူတွေအနေနဲ့တော့ okay အာဒီစလော့ဒါမျိုးလှုပ်ပြနိုင်တယ်နောက်နှစ်တွေမှာဘာတွေများလှုပ်ပြနိုင်မလဲဆိုတဲ့ဥစ္စာကိုကျွန်တော်စိတ်ဝင်စားပါဘူး။အဲ့တော့ ဒီနှစ်ကဒီညနဲ့ပြီးပြီလို့တော့မှဆိုလို့ရတဲ့အခက်ခဏတခုကိုရောက်လာတဲ့အချိန်မှာဒါကျွန်တော်ကံအဖို့တူတဲအဖြစ်ကူပွဲလောက်ကြံသေးဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့အာဆနယ်သင်းကလည်းလာမယ့်ပွဲပွဲစဉ်မှာဒါကျွန်တော်တို့ Chelsea နဲ့ကံရမယ့်အချိန် Liverpool ကဒါကျွန်တော်တို့ခက်ခက်ခဲခဲဒါကျွန်တော်တို့ Everton နဲ့ Merseyside Derby ကံရမယ့်နေရာမှာရှိတယ်။မိုးရစဲအသင်းကလည်းခုလက်ရှိမှာတော်တော်လေးကိုကောင်းနေတဲ့အသင်းသင်းဖြစ်တဲ့ကြောင့်တွားပြီးတော့ short term လို့တော့မရဘူးလို့မြင်တဲ့အသင်းသင်းဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါ Champion Super League အနေနဲ့ဆိုရင်တော့ဒါကျွန်တော်တို့ဒီနှစ်မှာ အာဆနယ်ကအမြန်တစ်ပီးချင်းခံရတဲ့ဒင်းတွေကသတင်းဖြစ်တယ်ဒီနေ့မှလည်းအာဆနယ်တစ်ထုံးရတိုင်းကျွန်တော်အဖျားရှုခဲ့ပြန်တယ်လို့ပဲဆိုရမှာပါဒါပေမဲ့ဒီနေ့မှအဖျားရှုခဲ့တဲ့နေရာမှာလည်းအာတိတကိုရန်တာဝန်ရောမဲ့ဥစ္စာတွေအများကြီးရှိပါတယ်အာတိတကိုရန်ဒီနေ့ပေါ်မှာဒါကျွန်တော်ခံစစ်ပိုင်းကိုဆွတ်ဆက်ပြီးလူခေါ်ခဲ့ပြီးတော့ဒါတိုက်စစ်ပိုင်းတွေလူမကိုအမှန်တမ်းမှာအခုလက်ရှိမှာခင်ဗျားတို့အခုလက်ရှိမှာမရီနိုကိုခေါ်ခဲ့ပဲမရီနိုနေရာမှာဒါတိုက်စစ်မှုတယောက်သာခေါ်ခဲ့မယ်ဆိုရင်မရီနိုနေရာမှာတိုက်စစ်မှုဆက်စစ်တယောက်ဆော့နေမယ်မရီနိုဆော့စရာမလိုပဲနဲ့ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ချို့ရညင်းဟာမရီနိုမခေါ်ဘူးဆိုကွင်းလေအခုလက်ရှိကွင်းလေပိုင်းလေအစဉ်ပြေးနေတာမျိုးမဟုတ်ဘူးလားအဲ့တော့မရီနိုကိုမ ခေါ်ခဲ့မယ်နဲ့မရီနိုနေရာမှာတိုက်စုံမှုခေါ်ခဲ့မယ်ဆိုအခုလက်ရှိအာစနယ်ကစားနေတဲ့ဒါကျွန်တော် Trossard Ethan Wanneri ဒါကျွန်တော်မရီနို CDM ကစားသမား CF ဆိုနေရတယ် CF စစ်က CF ဆိုနေနေရပုံမဖြစ်သွားနိုင်ဘူးလားဆိုတော့မိကုနဲ့ကျွန်တော်ပြန်ချေပါကျင်တယ်ပေါ့နော်လူတော်မြတ်ဒီနေရာမှာနောက်တစ်ခုမေးတဲ့ဟာခမရလည်းပြောတာလွဲတာပေါ့နော်စာကာတို့ဒါကတော့ဘယ်လိုပဲ Jesus တို့ harvest တန်ရမယ်ဆိုဒီအုပ်စုထဲမှာကျွန်တော်အမှန်တိုင်းပြောပါခင်ဗျာ harvest ကလွင်ကျွန်တော်ကျန်တဲ့လူတန်ရမယ်ကျွန်တော်ချိုးထွက်ထားပြီးသားဘာကြောင့်လဲအာဆိုတဲ့နှစ်ခုလက်ရှိမှာကျွန်တော်ပွဲမောင်းအများကြီးကစားရတယ် ပရီးမီးယားလိဂ်ကစားရတယ်ချန်ပီယံလိဂ်ကစားရတယ်ကာရာဘောကစားရတယ် FA ကစားရတယ်ဒီနေရာမှာဒါကျွန်တော်တို့သူများရင်လို့မလဲရှိမှာကျွန်တော်တို့ဒါချန်ပီယံလိဂ်မှာဆိုတော့ဒါကျွန်တော်တို့လစ်ဗာပူးချီမန်ချက်စတာစီးတီးရှိမယ်အက်စတန်ဗလာရှိမယ်ဒါကုနာဘောလိုပဲအဲဘလူးရှိမယ်ဒါမန်ချက်စတာစီးတီးလစ်ဗာပူးကျွန်တော်တို့ဒါအာစနယ်ဒါကျွန်တော်တို့အက်စတန်ဗလာရှိလေးသိန်းရှိမယ်ဒီထဲမှာအာစတယ်ကတွေ့တဲ့အပူနိုင်ရင်ထဲမှာလစ်ဗာပူးနဲ့ဒါအခက်ခဲဆုံးအပူနိုင်ရင်တွေ့ရတယ်မဟုတ်ပါဘူးခမရတွက်ကြည့်လို့ရတယ်ဗျာဒါတပတ်ကိုပွပြဲမြ၃ရက်မှာတပွဲလုံးကန်တဲ့ကစားသမားတယောက်အဲ့တော့ကျိုးမှာပဲ ဘလို့ပဲခင်ဗျာကျိုးပါမယ်လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးတို့လူမရှိဘူးဆိုတဲ့အသင်းတော်မှာ rotate လုပ်လာတာပဲဗျာလီဗာပူးမှာလက်ရှိလူမရှိဘူးလီဗာပူးသင်းဆိုခင်ဗျာလီဗာပူးလည်းလူမလို့တာပေါ့အာစနယ်ကလူဟိုတစ်ခါတော့ကျွန်တော်ပြောတယ်ဟာလီဗာပူးလူမဝယ်ဘူးဆိုတော့အာစနယ်သင်းကဒီနေ့လူမဝယ်ခဲ့တာမှမဟုတ်တာအာစနယ်သင်းကလူဝယ်ဖို့အခွင့်အရေးရခဲ့တယ်အဲ့ဒီခွင့်အရေးကိုအာစနယ်သင်းအခုလက်ရှိမှာအသုံးမချနိုင်ခဲ့တာအဲ့ဒါကိုကျွန်တော်ပူအသေးရတာဗျာသိလားလီဗာပူးဆိုရင်ဗျာအခုလက်ရှိမှာဒီနေ့မှာလူနှစ်ယောက် ခေါ်ခဲ့တယ်ကေးစားနဲ့မမဒက်ရီမမဒက်ဖီလီဆိုအငှားနဲ့ပြောတယ်ကေးစားတကောင်ပဲရှိတယ် ဟုတ်တော့အဲ့တော့လီဗာပူးအသင်းအနေနဲ့ဒီနေ့ပေါ်သမှာဒီနေ့မှာသူလည်းလူစည်းရေးနေတာဥပမာပီအက်စ်ဒီနဲ့ပွဲစမှာရှုံးခဲ့တာပဲခုနကပေါ်သူလူစည်းရေးတော့လဲခဲ့ပြီးသူနေရှုံးခဲ့တာပဲမှတ်မဲ့ပလိုင်းမော့အာကဲကလည်းလူငယ်နဲ့ကြံလို့ရှုံးခဲ့တာပဲပြောချင်တာအဲ့တော့ အာစနိုသင်းတယ်ဒီနှစ်မှာစာကာတန်ရမရနိုင်ဘူးပြောနိုင်လားဆိုတော့ကျွန်တော်နေတယ်ဘာလို့ကျွန်တော်အခုလက်ရှိမှာဒီကျွန်တော်အမှန်တကယ်ပြောလစ်ပတ်ကူမှာဒါအော်ချလောင်းကန်ကောင်းတာနှစ်ချက်ပဲရှိတယ်ဖန်တိုင်းနဲ့စာလာတန်ရမရတာနှစ်ခုอ่ะလို့ကျွန်တော်နေတယ်ချဲလောက်စာအကုန်လုံးကကျွန်တော်ကတိဖြစ်ပြီမယ်ဆိုတော့သိပြီးသားလက်ရှိမှာအာစနိုသင်းတဲ့ဒီတိုင်းပဲစာကာတွေနဲ့အမြင်လို့သူ့မှာမြင်နေကျွန်တော်ဒါဒန်လေးရှိတယ်အဲ့ဒန်လေးကဘယ်ချင်းစာကာကိုဒုက္ခပေးမလဲဆိုတော့အကုန်လုံးနဲ့သိတယ်ကျွန်တော်လည်းသိတယ်ပွဲထဲမှာရှိနေတဲ့အာတိဒပူသိတယ်စာကာအရန်ကိုမခေါ်တာထား ခုနပြောတဲ့ Gabriel Harvest နဲ့ Gabriel Jesus Harvest consistent ဖြစ်လို့ Gabriel Jesus သူတော့ရမယ် Gabriel Jesus ဒီ Man City ရောက် Manchester City ကတည်းကရောက်လာပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့ဘယ်ကလေးဘယ်တုန်းက consistent ဖြစ်ဘူးလို့တော့အဲ့တော့ကျွန်တော်တို့ဘေးပွဲကြည့်နေတဲ့လူတော်မှဒီလိုမျိုးရလက်တစ်ခုကျွန်တော်တို့သိနေဆိုအာတိတမသိဘူးမဖြစ်နိုင်ဘူးဗျာကျွန်တော်ပြောတာသိလား၃ရက်တပွဲဆော့နေကစားသမားတယောက်ကဒဏ်ရာမရဘူးဆိုခင်ဗျာဘယ်လောက်ထိတည်ကြလဲ အဲ့ကျွန်တော်မေးတယ်ဥစားဟာစာကကျိုးမယ်ဆိုခမရခမရလည်းမသိဘူးကျွန်တော်ကျွန်တော်သိတယ်ဗျာမနိုင်ပါ၃ရက်တပွဲဆော့နေဗျာအခုလက်ရှိမှာမကျိုးတဲ့အသင်ပဲသင်းရှိတယ်လီဗာပူးတဲ့အသင်ကလည်းမကျိုးတဲ့အသင်ပဲသင်းရှိတယ်စီးတီးလည်းရူဒီကျိုးသွားရမယ်နော်တာမွဲတဲ့နာနေတာအက်စတိုဗီလာဆိုလည်းကျိုးနေတာပဲဘိုးမောက်ဆိုလည်းတသင်းလုံးကျိုးတယ်စပါးဆိုလည်းတသင်းလုံးကျိုးတယ်ယူနိုက်တက်ဆိုလည်းတသင်းလုံးကျိုးနေတာပဲခမရပြောလို့ရနေတာဗျာတည်လားကျွန်တော်ပြောတာလီဗာပူးတော့မှတဒဏ်မရှိလို့ပြောလို့မလီဗာပူးတော့မှကျိုးတာပဲသူကဆိုအလဲကျကျိုးသွားတာပဲရှိတာကျွန်တော်ပြောတာတည်လားအော်အာစနယ်အသင်းကကိုယ့်ရဲ့ အဖက်ကကိုယ့်ကိုပြန်ကစားသွားတယ်ကျွန်တော်တို့မြင်တယ်လီဗာပူးကဒီညမှာကန်ကောင်းသွားခုနကပြောသူပဲအပိုးနဲ့ဘာညာကန်ကောင်းသွားလီဗာပူးရဲ့ကန်အကြီးမားဆုံးဒီနေ့ကကန်ကောင်းတာအင်ဂျူရီပဲဒါပေမဲ့ဒီညမှာကန်ကြီးပဲတော့သွားပြောလို့မရစပော့ဆိုင်ယန့်တွေအများကြီးဆိုင်မယ်လို့မြင်တယ်ဘောနောက်နောက်ပြောသူပဲဒီနေ့ကလီဗာပူးတင်းရတာကျွန်တော်တို့ဗာဂျယ်ဗန်နဲ့တို့ဆာလတ်တို့ရဲ့ပလေးစတိုင်တွေလည်းအများကြီးဆိုင်မယ်လို့မြင်တယ် အဲ့တော့ခုနပေါ်သူပဲကိုကျမောင်ကိုကိုစီကိုစီဖြန်ဖြန်တီးသွားခဲ့တယ်ခုနပေါ်သူပဲကန်ဆိုတာလီဗာပူးတင်းမှာကောင်းခဲ့တာမှန်တယ်လီဗာပူးတင်းကန်ကောင်းတာအင်ဂျူရီတခုအောင်လို့ကျွန်တော်ဆိုကန်တော့ကျွန်တော်သိတော့မမြင်မိဘူးဒါပေမဲ့ဘယ်လိုပဲပြောဒီနှစ်ရတာကျွန်တော်ပရီးမီးယားလိဂျမ်ပီယံကလီဗာပူးဖြစ်နေပြီလို့ပြောလို့ရတဲ့အထိကိုသွားနေပြီလားဒါဒီကတော့မပြောအဲ့တော့အာဒီတာကိုလည်းဒီနှစ်မှာဒါကျွန်တော်တို့မနေ့ကအင်တာဗျူးတခုမှာသူဖြေဖို့ဖြေရမယ်အချိန်မှာသူမဖြေခဲ့ခြင်းဘူး ဲ့တော့ကျွန်တော်မနေ့ကအာဆနယ်ပရိသတ်တွေကိုကျွန်တော်ပို့ပြီးတော့အားနာတယ်အာတီတာရဲ့ခေါင်းမှမူကအာဆနယ်ပရိသတ်တွေကိုပို့ပြီးတော့ထိခိုက်စေခဲ့တယ်မှပါတယ်အာတီတာကမရီနိုမွေမင်းနဲ့ဈေးအရမ်းမကြည့်တဲ့ဆန်နာဖော်ဝတ်တယောက်သာဝယ်ခဲ့မယ်ဆိုရင်မရီနိုဝယ်တာလည်းအဲ့လောက်ကြီးဈေးမပေါ်ခဲ့ဘူးနောက်ထပ်15သန်းလောက်အဲ့တော့လုလိုက်ရင်ကစားသမားကောင်းကောင်းတယောက်ရတဲ့အချိန်မှာဘာလို့မဝယ်ခဲ့လဲဆိုရင်မိကုံကိုအာတီတာပဲတည်ပါလိမ့်မယ်အဲ့တော့လက်ရှိမှာဒါပရီးမီယာလီဂ်တိုက်တဲ့ချန်ပီယံတော့လီဗာပူးကရေပန်းစားနေပြီးတော့ဖြစ်ဖို့လည်းအင်မတန်များနေပါပြီဒါပရီးမီယာလီဂ်တိုက်တဲ့ချန်ပီယံရှစ်ပြီးဆုံးသွားပြီလားဆိုတာကတော့ မနေ့ကတဘာခါလာတော့တည်ရတော့မယ်လို့ပြောရင်လည်းကျွန်တော်တော့ကုန်ပြီပေါ့ဗျ။ follow point ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတဲ့ tv4 တို့မှာကျင်းလူစံပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လည်း clip ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေမှာလည်း youth sport media 3 point ဆိုတဲ့ tv4 တွေလေးလေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်တို့ကကူညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်း clip ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြုံတော့ပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှအေးဆေးတွေ့ကြရပါဗော။ဒီပါဗျ။